အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အစာအိမ်ဆရာမခင်ခင်သူရေးသားထားတဲ့အတွင်းသိမ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အတွင်းသိမ်စေတနာနဲ့မေတ္တာတရားသည်လူတိုင်းနဲ့မတန်အောက်ကအပြာပေါ်မှာဆေးဖြူနဲ့ရေးထားတဲ့စိုင်းပုတ်ကလေးကိုအိမ်အဝင်တကားပေါက်တက်တဲ့ကဘောင်တန်းမှာမတ်ဖောင်းတန်းနဲ့တိတိကျကျရိုက်လိုက်တယ်တုံးထက်သားပြားပေါ်မှာ တင်းပေါ်ဆေးနဲ့ရေးထားတဲ့ဒီဆိုင်ပုတ်ကလမ်းထိပ်ကပကြီးဆရာစီပတ်စအကုန်ခံပြီးအပ်ခဲ့တဲ့ဆိုင်ပုတ်ဆိုတော့မဖောင်းအတွက်ဘယ်လောက်အရေးကြီးတယ်လဲဆိုတာစဉ်းစားကြည့်ပေါ့ပတ်စဆိုရင်အင်မတန်ချစ်ချစ်ကြောက်ကြောက်ဆေးကုတ်တဲ့အပြိုကြီးမဖောင်းတယောက်အခုလောအကုန်ကြခံပြီးဒီဆောင်ပုတ်ကိုချိတ်ဆွဲရတာကလည်းအကြောင်းရှိတယ်မလုံးမဖြစ်လို့လုပ်ရတာကိုမဖောင်းမှာကမိဘတွေမရှိတော့ဘူးမဖောင်းအဖေကတော့တည်တာကြပါပြီ။ အမေကတော့မနစ်ကမှစုံသွားခဲ့တာပါမဖောင်းတော့မှညီမလေးယောက်ကျန်နေအကိုရဲ့မောင်ဖားရဲ့လို့ယောက်ျားသားမပါတဲ့မဖောင်းတို့ညီအမလေးယောက်စလုံးအပြိုကြီးတွေဖြစ်နေတာကလည်းဘဝကအကျိုးပေးသူတွေပြောရမှာပေါ့မဖောင်းအသက်ကလည်းမငယ်တော့ဘူး90ကျော်ပြီညီအမတွေထဲမှာသူကအကြီးဆုံးရက်ွက်ထဲကငယ်ရွယ်သူတွေကတော့အကြီးဖောင်းလို့ခေါ်သူက ခေါ်ကြပေမယ့် တရက်ကွက်လုံးကတော့ခက်လွယ်လွယ်မဖောင်းလို့ပဲနှုတ်ကြောနေကြတာပါမဖောင်းကလူကသာအသက်ကြီးတာအပြိုကြီးဆိုတဲ့ဂုဏ်ကရှိသေးတော့သူ့ကိုယ်သူငယ်စင်းတည်းပါသေးတယ်ထင်တာလဲပါတယ်မဖောင်းတို့ညီမလေးယောက်စလုံးရုပ်ဆိုးကြီးတွေမဟုတ်ကြပါမယ်ရိုးရည်တနာရုပ်ပါမရှိကြဘူးရွက်ချမ်းရည်ကြိုတွေပေါ့ရုပ်တာမချောကြတာတယောက်နဲ့တယောက်ကလည်းမတည့်ကြဘူး ရှိတာလေးနဲ့ကုတ်ကက်ပြန်ရဆိုင်ရလွန်လို့တယောက်နဲ့တယောက်စကားတောင်ဟာဟာမပြောကြတလို့ပဲမဖောင်းကအကြီးဆုံးဆိုပေမဲ့ကြံတဲ့ညီမသုံးယောက်နဲ့လုံးလုံးကိုစကားမပြောတာပါဒါကလည်းအဖေမဆုံးခင်ကလေးကဆိုတော့နှစ်တွေတောင်ကြာလာပေါ့အငယ်တွေကလည်းမဖောင်းကိုအကြီးမပီတဘူးလို့ဆိုကြသလိုမဖောင်းကလည်းသူ့ကိုမခန့်လေးချင်းအမအရာမထားလေးချင်းရဲ့လို့တစောင်းစီးနဲ့မျက်ချေးဆိုသလိုတကြက်ကြက်ဆိုပါတော့ ဒီတော့မဖောင်းကတစ်ဖက်ညီမသုံးယောက်ကတစ်ဖက်မဖောင်းကလည်းမပူပါဘူးလူချင်းမခေါ်တာအပေးအကန့်တောင်တတတည်လို့တွတ်တာပါပဲသူတို့မှနေနိုင်ရေနေုံပကုံးမအေလို့သူကတော့လူများစုဖြစ်တဲ့အငယ်မသုံးယောက်ဖက်အလိုလိုလိုက်ပြီးသားဖြစ်ရတော့တာပေါ့မဖောင်းကိုမချစ်တာတော့လည်းမဟုတ်ဘူးပေါ့လေဒါပေမဲ့မဖောင်းဖက်လိုက်ရင်ဝါစီပြေတော့မှာကုန်းမဖောင်းကတယောက်သေးပေမဲ့ဟိုဖက်တော့ပါအောင်ဆိုတဲ့မိမမျိုး သူကောသူမှန်နေထင်တာလဲပါတော့မအေကိုတော့စကားရဲ့လို့ဟဟပပပြောတာမဟုတ်ဘူးပြောကြတော့ဆိုရင်မအေကြီးအဲ့ရထဲဘုံဘုံလဲတာတော့တအောင်တနာသားသမီးဝတရားရဲ့လို့သွားရက်မကြည့်ဘူးအရက်ကိုပြောတော့မဖောင်းကသူပဲမှန်တယ်လို့လုံးမွေးသမီးခင်ကျေးဇူးမတိတတ်ပဲနေပါမလားအေးလူပဲဟာတရိษံမှမဟုတ်တာတိတတ်လုံးလို့တော့တိ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 နဲ့မြည်တယ် မိဖောင်းငငယ်ကတဆိမ်မကြောက်တရေမကြောက်မအေးဈေးထွက်ဖို့မိုးမလင်းခင်ကလေးကဈေးကုန်းသွားပြီးဈေးတောင်းကောင်းရွယ်လောက်ကင်ပြီးခဲ့တာပဲဟာဈေးထဲမှာမနဲ့မိုးမလင်းတလင်းမိဖောင်းနဲ့ဈေးတရေပဲရှိရဲ့အခုဟာကမအေးကိုရိုင်းကဗလိုက်တထင်လို့ကြောက်ကမှားတယ်ထင်လို့ရဲ့ဟိုကောင်မတွေတော့ပြီးပါပြီလူဘဝရောက်လာလို့တူတုံစင်းရဲလို့ချစ်မဟဲ့ခင်မဟဲ့လို့မှစိတ်ကူးလို့မရတဲ့ဟာတွေဒီဘဝများတော့ဒါတကားပိတ်ကျိတ်ပဲပြီးပြီ ညနာလည်းမကြည့်ချင်ဘူးအတန်လည်းမကြားချင်ဘူးအရိတ်တောင်လေးတဲ့ထင်လွန်းလို့ဘယ်သူမှမှဘယ်သူပဲမှန်မှန်မဖောင်းကအနာမလာပေမဲ့မအေလို့သူခမညာကတော့မိခင်မဟုတ်လားသူကသူမဟာမန်းတည်တဲ့အချိန်ကလေးမှာရက်ကွက်လူကြီးတွေခေါ်ပြီးအတွင်းပစ္စည်းအပြင်ပစ္စည်းကလေးမြမြတတဖြစ်အောင်အမွေစု ခွဲပေးသွားရှာပါသေးတယ်ပစ္စည်းရလို့မြမြဆဆတော့လည်းမဟုတ်ပါဘူး မိဘလက်ထက်ပွားရှိသမျှလေးပုံပုံပြီးပေးရတာပါ။ချောင်ဝိုင်းကြီးရဲ့နှစ်ထက်ပြင်တောင်အိမ်ကြီးရဲ့အတွင်းပစ္စည်းတွေရဲ့ကိုတမိုးဖြတ်ပြီးလေးပုံတစ်ပုံစီအညီမျှပေးခဲ့တဲ့တဘောပဲ။လူကြီးတွေဖြတ်ပေးတဲ့အတိုင်းကြာနေညီအမတွေကမဖောင်းကိုအိမ်အတွက်ရဲ့လို့တဘုံစာငွေရှာဖွေအမ်းပြီးညီမသုံးယောက်ကအိမ်ကို အရာယူလိုက်ကြတယ်။ဒီအိမ်ပေါ်မဖောင်းမရှိရေးကအရေးကြီးတာမို့လား။ မဖောင်းကအတွင်းပစ္စည်းတော်တော်များများအိမ်အန်းကျေးအနေနဲ့ရလိုက်တယ်။ခြံဝန်းကြီးကိုတော့ဘသူမှလက်စုပ်လက်ဖြန့်အားမယူနိုင်တော့အတူတူဘုံပိုင်ဆိုင်ကြတာပေါ့။ဒီတော့မဖောင်းကခြံဝိုင်းထဲကတနေရာမှာမြေဆိုင်အင်္ဂလိပ်တလုံးသူ့ဖာသူစောက်ပြီးတယောက်တည်းဒုံးပေကတ်တန်နေတယ်။မနက်မောလင်းတာနဲ့လူချင်းမတဲကြပါပဲ။မျက်နာတော့မြင်နေကြရတယ်ပြောပါတော့။ ညီမတွေကတော့မအေးလန့်ငုတ်လည်ရင်ဖြစ်တဲ့ကုံစုံဆိုင်6တိ6ခန်းကိုပါ မဖောင်းကိုအံယူလိုက်ကြရတာပါဒီတော့မဖောင်းမကသူ့ချွေတာရင်တသက်စာဖြစ်လောက်တဲ့ရွှေထဲကလေးထုတ်ထုတ်ထထင်းနေပေါ့ဒီရွှေထဲကလေးတွေကတချို့တဝက်ရောင်းပြီးမဖောင်းကရက်ခွက်တဲ့ဈေးတဲ့ကိုနေပြန်တိုးကလေးပေးစားတယ်မနဲ့လင်းရင် လွယ်အိတ်တလုံးလွယ်ဈေးတဲ့သွားညနေပတ်စံပြန်သိမ်းမဖောင်းတကူစားတော့ဘိုင်းရိုက်စားရုံပါပဲ စားလို့ပိုတိုင်းအင်းရှိကအုတ်ခုံမှာခွဲတွေချကျွေးသေးတာပါခွဲတွေကိုတတာတာမဟုတ်ပေမဲ့ညီမတွေကိုရွက်ချင်တော့အဲ့လိုထထလို့တတဲ့မနက်မှမိုးလင်းပြီဆိုတာနဲ့ညီမတွေအင်းရှိဝင်းပေါက်ကလေးဖွင့်အိမ်ဆိုင်ကလေးခင်းပြီးဈေးရောက်ကြဈေးသောဝယ်ကြချက်ကြပြုတ်ကြမဖောင်းကတော့တနခါခြေစုံကောင်းဆုံးလင်းပြီးရက်ွက်ဈေးကလေးကိုသွားတယ်။ဈေးဝယ်ရင်နေပြန်ပေးရင်ပေါ့။ မဖောင်းအိမ်ကခြံဝိုင်းရဲ့မြောက်ဖက်ချားမှာစောက်ထားတာဆိုတော့ခြံတကားကိုတောင်သူ့အတွက်ရဲလို့မြောက်ဖက်ချားမှာတသက်လူတကိုစာဖောက်ထားတာပါတခါတလေမဖောင်းအလဲလွန်နေလို့ခြံတကားဟောင်းလောင်းပွင့်နေရင်ဒီဘက်ကဈေးဆိုင်ကတိမ်လို့မရဘူးမဖောင်းလေချင်းတိုင်းလေ အားရပြီး9နာရီ10နာရီညကြီးမိုးချုပ်လို့ပြန်လာပါမှစိုင်ပိတ်လို့ဖြစ်တာမို့လားနှုတ်မို့ရင်စိုင်ကတော့ပိတ်ထားပါရဲ့ ခြောက်ဝင်းပေါက်ကဟောင်းလောင်ကြီးပွင့်နေလျက်ဆိုရင်ပစ္စည်းတွေလူဝင်ခိုးမှဆိုရတာကိုစကားကလည်းမပြောကြတော့ဒီလိုသီးခံကြရတာပါပဲမဖောင်းအဖို့ရကတော့ဘာမှုစရာလို့တော့သူ့မြေဆိုင်အိမ်ကလေးလုံးကျုံအောင်တော့ပိတ်ထားခဲ့ရုံနဲ့ပြီးတာမဟုတ်လားဒီတော့မဖောင်းညအိမ်ပြန်မိုးချုပ်ရင်တခါတလေသီးမခံနိုင်တဲ့အစုံညီမတွေစီခနေညံခနေထပွက်ကြတာလည်းရှိတယ်မိမတမဲတော့ကြုံကြုံဖူးပါ ညာကြီးတကောင်တက်ကြီးကောင်းမချနိုင်ကြဘူးငငယ်ရွယ်ရွယ်တွေလိုလဲလဲနိုင်လုံးမဖောင်းလဲဆောင်းပြီးသားဖြင့်အသက်ကြီးတာလဲပါတံပိုးလဲမဲ့အောင်ပြစ်လိုက်တဲ့စကလုံးတွေပေါ့မဖောင်းကလည်းဘဲခံလိမ့်မတုံးတကောင်နဲ့ပေမဲ့ချင်းသိမ့်မို့လားညာကြီးတကောင်လဲတော့ညီတို့ကိုဘသူကဘယ်နဲ့ဖြစ်လို့တုံးညီတို့အဖို့တပြားသားပါလားငါဟာငါအေးအေးတတ်တာထိုင်စားနိုင်လို့လူမှုရေးရှိလို့လေတာ ူများလိုတင်းငုတ်တော်ဘောကမြောင်းမရီလိုတငုတ်တုတ်တုတ်ဈေးထိုင်ရောက်မှ ထမင်းတလို့ဟုတ်တိပတ်တိစားရတဲ့ဘဝမှာမဟုတ်ပဲဟဲ့လေလုံးမကလို့မတ်တက်ကနေခောက်ခနဲ့သေးလဲဒုက္ခဖြစ်ပူပေါင်းတော့ဒုပစ္စည်းတွေတော့ပူတာဟဲ့ဟာဟာဒုပစ္စည်းတွေတဲ့မိဖောင်းတို့ကရီလိုက်ချင်လိုက်တာဖက်ဖက်မောရင်းမန်းနောက်ကကြောနဘောက်ဟောင်းလောင်အချစ်ထိုးရတဲ့ကောင်မတွေကဘာပစ္စည်းတွေများပူနေပါလိမ့်တော့မိဖောင်းလိုအထုံးနဲ့အထယ်နဲ့ဆိုခက်ကြည့် မဖောင်းကအိမ်နဲ့ဈေးဆိုင်အန်းထားတဲ့မိမွေးဖောင်မွေးရွှေတွေရှိတာဆိုတော့သူကအသာစီးနဲ့ပြောအားရှိနေတာပေါ့တခါတလေညီအမသုံးယောက်ကတစ်ဖက်မဖောင်းကတစ်ဖက်စကားများလိုက်ကြအော်လိုက်ဟစ်လိုက်ကြတာမိုးလင်းတဲ့အထီဆိုရင်ယုံကြမှာတော့မဟုတ်ဘူးပစပ်ပိတ်တဲ့သူအရှုံးဆိုတာမျိုးဘယ်သူကမှအဖြစ်မခံဘူးတယောက်တည်းဆိုပေမဲ့မဖောင်းကနောက်ဆုံးစကားကို သူကစစ်စစ်ပိုပိုတင်လိုက်ချင်တာကို နောက်ဆုံးတော့လေဟိုအညီမ၃ယောက်ကတကားရဝုံတိုင်းစောင့်ပိတ်ပြီးအလျှော့ပေးရတာကြည်ပါပဲ။သူတို့ကမနှက်မိုးလင်းရင်ရောင်းကြဝယ်ကြရမှာကရှိသေးတာမို့လား။မဖောင်းကတော့နေအတွက်တရက်ဈေးကွဲမှသွားတောင်းလည်းဖြစ်သူဆိုတော့အေးရေးပြက်လို့ရတာကုန်။တခါတလေပစံနဲ့တင်အားမရနိုင်တော့ပဲလက်တွေရောခြေတွေရော ကုတ်ကြဖဲ့ကြတာတွေပါလာတတ်ကြတာများ အိမ်ရှိသလင်းပြင်မှာအလုံးလိုက်အထွေးလိုက်ကြီးတပ်ပုတ်နေတဲ့မဖောင်းတို့ညီမတတွေကိုအရက်ကကူညီ ဖြေရတာတွေလည်းရှိတယ်။ဒီလိုတက်ကြပုတ်ကြရင်တော့ဘာပဲဖြစ်ဖြစ်သုံးယောက်နဲ့တယောက်ဆိုတော့မဖောင်းကခံရတာများတယ်။ဒါပေမဲ့မဖောင်းကတွေ့မိတွေ့ရတယောက်ယောက်ကိုတော့သွားနဲ့ကြိုက်ဆွဲတာ။ဒီတော့မိလိုက်တဲ့လူကတော့မတတတာဘူး။ ညီမရင်ချရဲဆိုပေမဲ့ဒီလိုမခေါ်နိုင်မပြောနိုင်တကယ်ရန်သူကြီးတွေလိုအညှိုးတကြီးဖြစ်နေတာရက်ကွက်ကလည်းဘာမှမတတ်နိုင်ပါဘူးဖြစ်လာမှဖြင်းကြတာပဲရှိတယ်တချို့မဖောင်းငွေတိုးနဲ့မကင်းသူတွေကမဖောင်းဖက်ကဈေးဆိုင်ကြွေရှိသူတွေကညီမသုံးယောက်ဖက်ကတရက်တော့မဖောင်းဈေးယုံတက်လာရတယ်စည်းရဲကနေပြန်သိမ့်ပြီးအပြန်ဘိုက်ထဲကထိုးအောက်တာနဲ့ဘေးကလျက်ဝင်းထဲကကိုကျော်တင့်တို့လင်မြားလှမ်းခေါ် လဲပင်ကားလင်းခါပြီးစေယုံချက်ချင်းပြေးရတာပါကိုကျော်တင်းတို့မတ်ပြုံးတို့ကမဖောင်းတဲ့အိမ်ကြီးချင်းကလည်းဖြစ်ပြန်မဖောင်းနဲ့ဝင်းထရံမဲ့ခြားကြသူတွေဆိုတော့အရေးအကြောင်းရှိရင်မဖောင်းကမတ်ပြုံးတို့တွေကိုအားကိုးနေရတာတော့ရှိတယ်မပြုံးသမီးအကြီးမလေးချူချူကလည်းခိုင်းလောက်စီလောက်ရှိနေပြီဆိုတော့မဖောင်းကခိုင်းစရာရှိလဲခိုင်းပေးစရာရှိလဲပေးပေါ်ချူချူရေ ဖောင်းပေါင်းစီလာပါအောင်ဟဲဆိုရင်ပြေးလာတာပါပဲကိုကျော်တင်းတို့မပြုံးတို့ကိုတိုင်းတီးပင်လှင်မဖောင်းနဲ့မกินနိုင်တာလဲပါတယ်ကိုကျော်တင်းကစိတ်ကန်းကုန်တင်းကုန်ချအလုပ်တမမပြုံးကတော့ယာတီပေါ်ကုန်ကလေးတွေရောင်းနဲ့ခေါင်းရွက်ပြတ်ထိုးစေတဲ့တရက်ဒီပေါ်ချင်းတရက်ဒီဒញင်းဒီပေါ်ချင်းဒញင်းဒီပြုံးမပြုံးဈေးပန်းကို မဖောင်းကယာတီအလိုက်တာဝန်ယူထားရတယ်လို့ဖြစ်နေတာမဟုတ်လား အရင်ပြုတ်လိုက်ဈေးရင်းကလေး1900ထုတ်ပေးလိုက်မပြုံးကိုတော့မဖောင်းကအတိုးမယူပါဘူးတခါတလေအရင်တော့ပြန်မရတာလည်းရှိရဲ့ဒါပေမဲ့မဖောင်းကဒီမီသားစုကိုတော့တင်းကြီးခံတယ်လူဆိုတာတယောက်တည်းနေလို့ရတယ်ဆိုပြီးတင်းခံနေလို့မရမှန်မဖောင်းတည်တယ်ဒါကြောင့်မပြုံးသားသမီးကလေး၃ယောက်ကိုလည်းသူစိတ်ကူးရရင်ရတယ်လို့မှတ်ဖောင်းကပေါပေါလောလောအဝိစာကလေးတွေတကူးတကဆင်နေ ချိုချိုကလေးကတော့မဖောင်းရဲ့လက်ဆွဲပုံပေါ်ချိုချိုကမဖောင်းပြီးရီကိုကြည့်ရလဲပါတယ်မဖောင်းအလဲပတ်ဖျားဘူးသွားရလဲပါတယ်တခါတလေညအိတ်တာတော့စိတ်ကူးရရင် မဖောင်းနဲ့သွားအိတ်လိုက်သေးတာပါချိုချိုရဲ့ចောင်းစိတ်လဲမဖောင်းကတစ်ဖက်ကတာဝန်ယူနိုင်တလို့ယူထားတာဆိုတော့အမွေစားအမွေခံမမွေးုံတမဲပါပဲအရက်တဲကချိုချိုကိုမဖောင်းသမီးလို့ခေါ်ကြစားကြတယ်တချို့ဆိုရင်ချိုချိုဖောင်းနဲ့ အဲ့ဒီနေ့ကမှတ်ဖောင်းကိုဆေးရုံတင်ပေးရတာလဲမပြုံးတော့လင်မရပါပဲညီအမတွေကတော့ကိုကျော်တင်းတို့တာအမိတွေမှတ်ဖောင်းကိုကားပေါ်ပွေတင်တာတော့တစ်ချက်လှဲ့မကြည့်ကြပါဘူးမဖောင်းယောဂကဥလန်းချောင်းနဲ့ဆိုင်တဲ့ယောဂဆိုတော့အရေးပေါ်ခွဲစိတ်ကုသရတာပေါ့အထုတ်သေးကပစ္စည်းမထုခွဲလိုက်ရပေမဲ့ အပြင်မှာရှိတဲ့ငွေကလေးတိမ့်ချီကုန်သွားတယ်တကယ်တကယ်ဖြစ်လာတော့ဒစိမ့်ကဒစိမ့်ပဲကော သူတို့လည်းတနေ့လုံးမှတနေ့စားရတာဆိုတော့မပြုံးတို့ကလည်းအမြဲမလာနိုင်ဘူး။ဒီတော့သွေးကတောင်းတာပြောရမှာပေါ့။မဖောင်းစေးရုံပေါ်မှာတုန်းကညီမတွေပေါ်လာမလား။ရောင်ရမ်းမြော်မိသေးတယ်။ဒါပေမဲ့စေးရုံကိုပေါ်မလာကြတဲ့အပြင်စေးရုံကဆင်းလာတာတော့နာလုံးကြီးလိုက်ကြပုံများ။လှဲ့မကြည့်ကြပါဘူး။ဒီတခါတော့မဖောင်းတကယ်စိတ်မကောင်းဖြစ်သွားမိတာအမှန်ပဲ။ ကိုအမတယောက်တေကောင်ပေါင်းလဲဖြစ်တာတော့တစ်ချက်ကလေးရက်မေးဖော်မရတဲ့ညီမတွေကိုလည်းနာတစ်ထက်နာသွားတယ်။အော်ဒင်းတို့ကဒီလိုလားမာကျေးဆိုရင်မိဖောင်းကကြောက်စောင်းထက်တာအောင်မာသေးတော့ရပါသူ့အပေါ်တေခမ်းပြတ်ဆိုတဲ့သဘောမှန်လဲမှတ်ဖောင်းတည်လိုက်တယ်။တူတုံစင်ညီမရင်ချာမိတူဖတူတွေဖြစ်ပါလျက်နဲ့သွေးကစကားမပြောတဲ့မြစ်တရားခေါင်းပါတဲ့ညီမတွေကို ဒီတခါတော့အမတ်ဖောင်စိတ်ပြတ်သားသွားတော့တယ်ဒါကြောင့်လေစေတနာနဲ့မေတ္တာတရားသည်လူတိုင်းနဲ့မထိုက်တန်ဆိုရဲသုံးထက်သားဆိုင်းပုတ်ကလေးကိုပကြီးစရာရေးခိုင်းပြီးအိမ်အဝင်တကားပေါက်မှာကိုရိုင်းတန်ရိုက်ကလိုက်တာပါပြေးပါပြီဒါပါပဲပေါ့ရက်ွက်ကတော့အများနဲ့တယောက်လည်းဖြစ်ပြန်အမကြီးအမေရတဘောကလည်းမထားပြန်ဆိုတော့မဖောင်းကိုပဲအပြင်းမြင်ကြတာပဲ ဆဲယုံကစင်ပြီးကလေးကမဖောင်းတယောက်တရှောင်ရှောင်နဲ့ကောင်းနေမရှိတော့ဘူး။ငကိုကလည်းသွေးဆုံးကာယကဖြစ်တဲ့တဘောလာတော့မသိဘူး။ယောဂရှိတဲ့လူမောမောနေတတ်သူဆိုတော့လူပင်မန်းစိတ်ပင်မန်းတန်တွေမခံနိုင်တော့တာလည်းပါတယ်။အသက်ကလည်း90ကျော်60တွင်ကို မနက်ခင်ဈေးတဲ့နေပြန်ပေးတဲ့အလုပ်ကိုလည်းပြေးဟဲလွှားဟဲမလုပ်နိုင်တော့ဘူး။ညာဖက်ဗီဒီယိုလည်းမကြည့်နိုင်တော့ပါဘူး။ တခါတလေထမင်းအောင်ချက်မစားဖြစ်ဘူးဟိုဟာလိုလိုဒီဟာလိုလိုနဲ့ပြီးတာများတယ်ဝယ်စားရင်စားဒါမှမဟုတ်မပြုံးကိုပိုချက်လိုက်စမ်းပါအေးရဲ့လို့ခိုင်းတာမျိုးဖြစ်လာတယ်ညီမတွေနဲ့လည်းတိတ်ရမဖြစ်နိုင်တော့ပါဘူးဖြစ်အားကလည်းမရှိတော့တာပါတယ်မဖြစ်စောမဖောင်းအဲ့ဒီအိမ်ဖက်ကိုမျက်နှာမလှဲမိအောင်နေတယ်စိတ်အနာကြီးနာသွားပုံပဲ။ ညီမတို့တွေကသူ့အိမ်တကားပေါက်ကဆိုင်းဖုတ်ကိုလှမ်းကြည့်ပြီးနှုတ်ခမ်းပါနာမဲ့သူမဲ့ရွဲသူရွဲနဲ့လှုပ်ကြတာတော့မဖောင်းပါမှာကော့ကလန်ပန့်မလို့ဖြစ်တော့ပါဘူးမဖောင်းအေးရတဲ့ပလက်ဖြစ်နေတဲ့တစ်ချိန်လုံးချွတ်ချွတ်ကလေးကပြေးပြေးပြူဆူရတယ်ချွတ်ချွတ်ကြောင်းပြက်လာရင် မဖောင်းကလှမ်းခေါ်တော့တာပဲတခါတလေညဖက်တွေမှာတော့မဖောင်းကရောင်နေတတ်တယ်ချွတ်ချွတ်ရေဖောင်းဖောင်းကိုရေကလေးတစ်ခွက်လောက်ပေးပါဦး ချောချောရေဖောင်းဖောင်းကိုစံပြုတ်ပကံလေးပေးစမ်းချောချောလေးခမရတော့သူ့အိမ်ကခလေးနှစ်ယောက်မအေကူထင်းရတာတစ်ဖက်ကြောင်းကိုပြေးရတာတစ်ဖက်မဖောင်းကိုပြေးပြုစုရတာတစ်ဖက်နဲ့အရွယ်နဲ့မလိုက်အောင်ချာချာလဲနေတော့တာပါဒီလိုနဲ့မဖောင်းယောဂါကအသေးကြီးတဲနေပြီဆိုတာတဝိုင်းထဲနေလို့တိပါလျက်နဲ့ညီမတွေကတော့မဖောင်းအိမ်ပေါ်ရောင်လို့တောင်လာမရကြပါဘူး မဖောင်းကတော့ယောဂဖြစ်စည်းတဲ့ခြားကရင်မာနာတစ်ထက်နာလာတာပေါ့မဖောင်းကိုလာငုတ်ကြည့်ဖို့မရကြပေမဲ့မဖောင်းဝေယဝိဆရီလာလာလှုပ်ပေးနေတဲ့ချွတ်ချိုကလေးကိုတော့မျက်စိအလွတ်မခံကြဘူးသူတို့အမမဖောင်းယောဂသဲနေတော့ချွတ်ချိုဝင်တာထွက်တာဘာယူသွားတာကအစစစ်လာဆေးလာတွေမေးလာဆန်းလာတွေလှုပ်လာတော့ကိုကျော်တင့်ကစိတ်ဆိုးတာပေါ့ ို့သမီးကလေးမှာတော့လှုပ်လဲပေးရသည်ခိုးနိုကဲ့နိုမယုံတင်ကရှိကြလေချင်းဆိုပြီးမဖောင်းစီသမီးကိုမလွတ်တော်ဘူးမဖောင်းကတော့ချိုချိုကလေးကိုအတန်တွေပြအောင်အော်ခေါ်ရှာပါတယ်ချိုချိုကလည်းလာချင်းရှာပေမဲ့မအေးကမလွတ်တော်မသွားဝင်ဘူးမဖောင်းအတန်ကလည်းခေါ်လာတာရဲရဲပေမဲ့အဲ့ဒီအတန်ကိုကကြောက်စရာကောင်းနေတော့တာပါ။ရွာကရက်ကလည်းစိတ်စည်တနာနဲ့လူမှုရေးအတည်နဲ့ ပလက်လူမမာပြုစုခြင်းကြဝိုင်းချင်ဝန်းချင်ကြပေမယ်အတွင်းပစ္စည်းတွေရှိသေးတယ်ဆိုတော့အစကားအခံကရှိလေတော့ညီမတွေအထင်လွဲအမြင်လွဲမခံခြင်းကြလို့မဝေရဲမထွက်ရဲကြဘူးပြောတာပြောရတာလူချင်းတာမခေါ်မပြောရှိကြတာထုံးစံအရာကြည့်ရင်မဖောင်းကြတဲ့ပစ္စည်းဒီအညီမတွေပဲရကြမှာမို့လားညီမတွေကလည်းလူသာမပြုစုခြင်းကြတာမဖောင်းပစ္စည်းကြံကောင်းကြံရကတော့မတ်ကြတယ် သူတို့အမဘာတွေရှိသေးတယ်ဘာတွေကြံသေးတယ်ဆိုတာသူတို့အသိဆုံးမဟုတ်လားမဖောင်းကနာတာရှည်ရလို့တော့တိတ်မဖြစ်လိုက်ပါဘူးတလားလောက်အေးရထဲလဲပြီးဆုံးသွားရှာတယ်မဖောင်းဆုံးမဲ့ညကအော်တန်ကြီးလိုလိုတောင်ကြားလိုက်ကြတဲ့အော်တန်ကြီးပြီးတော့မဖောင်းလည်းဆုံးတာပဲတဲ့မဖောင်းဆုံးတာနဲ့တပြိုင်နဲ့ညီမသုံးယောက်စလုံးချက်ချင်းအင်္ဂလိပ်ထဲနင်းဝင်ကြတော့တာပဲဒီအချိန်ကအရေးအကြီးဆုံးအချိန်ကို တသက်လုံးစကားမပြောခဲ့တဲ့ အမမဖောင်းအိမ်ထဲကိုတအိမ်လုံးမှွေကြနှောက်ကြတာကြော့တိုက်တောင်မကြံဘူးထူးဆန်းတာကမဖောင်းကိုပေါ်မှာငကတ်တောင်ရှာမရကြဘူးဒါပေမဲ့သူတို့အံပေးလိုက်ကြတဲ့ဒေါင်းပရက်တွေနကလင်လက်ကောက်ကြီးတွေရွှေနှင်းစီကျဲသီးတွေငါးမူပြားတွေပါတဲ့အထုပ်ဘက်မှာထားသွားပါလိမ့်သူတစ်ပါးစီအထားတာလည်းမဖြစ်နိုင်ဘူးမဖောင်းကဘဒူးမှစိတ်မချတာသူတို့သိတယ် ရဲရွာကအတုပကိစ္စလုပ်ပြီးနေတဲ့အချိန်မှာပဲချချိုကလေးကိုညီမ၃ယောက်စလုံးကချော့မော်မိကြတယ်။ဖောင်းပေါင်းပစ္စည်းတွေဘယ်မှာထားခဲ့တယ်လဲပေါ့။ချချိုကလေးကလည်းတမီးတော့မြင်တော့မမြင်ဘူးဘူးလို့ပြောရှာတယ်။ချချိုပြောတာလည်းဟုတ်လောက်တယ်။ချချိုကကလေးပြီးပြီးဒါရီတိတာမဟုတ်တလို့မဖောင်းကလည်းချချိုကိုပဲအတိပေးပါမလဲ။ဒါဖြစ်ဒါရီဘယ်ရောက်ကုန်ပြီလဲ။ မဖောင်းရဲ့အတုပကတော့ရက်ရွာက ဝိုင်းကြလို့တချို့ပြီးစီသွားတယ်ရလေကိစ္စလဲကိုကျော်တင်ကပဲညီမတွေနဲ့ညှိပြီးဥဆောင်လုပ်ပေးလိုက်ရတယ်။ကိစ္စဝိစပြီးတော့ဝိုင်းထဲကမဖောင်းအိမ်ကလေးကိုညီမတွေက ဖြတ်ပုံလိုက်ကြတယ်။အိမ်ဖြတ်ပုံထားရင်ကတသားတို့တသားစာအသားတန်းတဒန်းတချောင်းမကျန်းခွဲချမ်းရှာကြလို့လူတွေလည်းဖဖမော်လို့ မဟုတ်တော်ရှိဟုတ်တော်ရှိမဖောင်းအိမ်နေရမြေွက်တောင်လူမြင်ကောင်းအောင်တစ်ပင်ဆိုင်မလို့နဲ့မြေရီတူးဆွာလိုက်ရှာကြတယ်။သူတို့လိုချင်တဲ့အထုပ်ဆိုတာကတော့တဆိုးတစီတောင်ရှာလို့မရခဲ့ဘူး။အိမ်မက်တောင်မမက်ကြဘူး။တခုတော့ရှိရဲ့မဖောင်းတည်တဲ့ညကပါးစပ်ဟောင်းလောင်းကြီးနဲ့တည်တာသူတို့တတိယလိုက်ကြတယ်။ဟောင်းလောင်းပွင့်နေတဲ့မဖောင်းပစက်ထဲကတဆင်းမဖောင်းခန္ဓာကိုယ်ရဲ့ဒီပစ္စည်းတွေရောက်သွားရင်ကောသူတို့မရှာလိုက်မိကြဘူး ရှာချင်တဲ့ဆိုအောင်တော့ဘယ်လိုလုပ်ရှာမလဲ။နတ်မေးတာလည်းစုံပြီးဘေးရင်မေးတာလည်းစုံပြီး။စေတနာနဲ့မေတ္တာတရားသည်လူတိုင်းနဲ့မထိုက်တန်ဆိုတဲ့မဖောင်းရဲ့ဆိုင်းပုတ်ကလေးကိုတော့သုံးထပ်သားဆိုပေမဲ့ရွှေရည်ရှိလိမ့်မလားရဲ့လို့ခုတ်ထစ်ထားတာအပိုင်းပိုင်းပြက်လုံး။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစားရေးဆရာမခင်ခင်သူရေးသားထားတဲ့အတွင်းအိမ်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။